ချစ်တော်တော်ရရှိဓမ္မမိတ်ဆွေပေါင်းမင်္ဂလာပါတော်ရရှိဓမ္မမိတ်ဆွေများအားလုံးယနေ့တာယာတော်နေ့တက်တပံဘုရားသခင်ကအကောင်းဆုံးမွန်မှန်ပေးပြီဖြစ်ပါတယ်ဒီနေ့မင်္ဂလာနေ့ရက်တစ်မင်္ဂလာနဲ့နေခင်းလေးချိန်ခါမှာသင်တို့အားလုံးလည်းပဲစေရောကိုပါရှင်လန်းဝမ်းမြောက်စွာနဲ့노ထအသက်ရှင်ခွင့်ရတယ်ဒါဘုရားရဲ့ထူးမြတ်တဲ့ကောင်းမြတ်ခြင်းနဲ့ဘုရားရဲ့ကရုဏာတော်အသိကိုခံစားနေရတာဖြစ်တယ်အဲ့တို့ကြောင့်ကျွန်တော်အားလုံးဝမ်းမြောက်ကြရအောင်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆွေကိုပေးသွားခြင်းနဲ့နှုတ်ကပတ်တော်အားတို့ရှင် သင်စိတ်နှလုံးတွင်း၌ခရစ်တော်ရှိပြီလားဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်ရဲ့စိတ်နှလုံးထဲမှာခရစ်တော်ရှိပြီလားခရစ်တော်၌ရှိတဲ့အသက်တာနဲ့ကျွန်တော်အားလုံးကရှင်သန်သွားလာလှုပ်ရှားသတဲ့လှုပ်ရှားနေကြသလားဖရားသခင်ကားတို့ရှင်ကျွန်တော်နဲ့အတူရှိတော်မူတဲ့ဖရားဖြစ်တယ်ကျွန်တော်ကိုအမြဲတမ်းပဲဖေးမကူညီပြီးတော့မဆနေတဲ့ဖရားဖြစ်တယ်ဒါကြောင့်ဒီနေ့ဒီဖရားသခင်၌ကျွန်တော်ကားတို့ရှင်တကယ်ပဲအသက်ရှင်တဲ့ဖရားသားသမီးဖြစ်သလားဖရားသားသမီးဖြစ်တဲ့ဆိုရင်ယခုဖရားသခင်တင့်ကိုကရုဏာတော်တင့်နဲ့ ြင်ဆင်မောမှန်ပင်းတဲ့ပေးနေတဲ့နေ့ရက်တည်းမှာသင်ကျမ်းမာခွင့်ရတယ်သင်နိုးထားခွင့်ရတယ်ပျော်ရွှင်ခွင့်ရတယ်ဝမ်းမြောက်ခွင့်ရတယ်နေ့ရက်တည်းမှာတို့ချင်းသင်ကားတို့ချင်းသွာလာလှုပ်ရှားခွင့်ရတယ်အဲ့ဒီအတွက်သင်ရဲ့တက်တာတို့ကိုအခုလောအစ်တပံပေးနေတယ်ဘုရားသခင်ထံမှာသင်မဆက်ကတ်တင်ဘူးလားဘုရားထံမှာချင်းသင်ကားတို့ချင်းဆူတောင်းခြင်းနဲ့ယနေ့နေ့ရက်တည်းကိုစားဖို့ကြံအတွက်ကျွန်တော်လည်းအားပေးခြင်းပါတယ်ဒါဒီနေ့ကျွန်တော်တို့ရအသက်တာမှာတို့ချင်းခရစ်တော်၌ရှိတဲ့အသက်တာ မိမိရဲ့စိတ်နှလုံးအားသို့ရှင်ခရစ်တော်၌ရှိနေတဲ့အသက်တာနဲ့ကျွန်တော်အလုံးကအမြဲတမ်းပဲရှင်တန်ဖို့ရန်အတွက်အလွန်မှပင်အရေးကြီးပါတယ်။ဒါကြောင့်ရှင်ပေတရုဩရစာပထမဆောင်ခန်းကြီးနှစ်ပိုင်းငယ်13ကိုကြည့်တဲ့အခါမှာခန်းကြီးနှစ်ပိုင်းငယ်13ကိုကြည့်တဲ့အခါမှာဆိုရှင်ကျွန်တော်အတွက်ခွန်အားရပွေရာနောက်ဘက်တော့တမချမ်းစာကိုကျွန်တော်အတူတကွအာဒီနာတော်တာဆင်ပြီးတော့ခွန်အားယူကြပါစို့ခန်းကြီးနှစ်ပိုင်းငယ်တစ်ကနေမှာဆိုရှင်ကျွန်တော်အုံးကိုကြည့်တဲ့အခါမှာဆိုရှင် ဘလို့ဖော်ပြတာလဲဆိုတော့ထို့ကြောင့်သင်တို့သည်ဘုရားသခင်၏ကျွတ်တော်ကိုမြည်ဆန်းကြသည်ဖြစ်၍အမျိုးမျိုးသောမနာလိုခြင်းလှည့်ပြားခြင်းလျှို့ဝှက်ခြင်းညူဆူခြင်းကဲ့ရဲ့ခြင်းရှိသမျှတို့ကိုပယ်ရှား၍ကဲတီခြင်းအလို့ငါနှုတ်ကပတ်တော်တရားဤနိုးစစ်အဖြင့်ကြီးပွားမြေအကြောင်းဖွားဆသောသူငယ်ကဲ့သို့ထိုတရားနှုတ်ကို အလွန်လိုခြင်းသောစိတ်ရှိကြတော်ဒီနေ့ချက်တက်မိတ်ဆွေပေါင်းတို့ ဒီနေ့ဘုရားသခင်၌ရှိတဲ့စိတ်နေသဘောထားဟာအလွန်မပင်မြင့်မြတ်တဲ့စိတ်နေသဘောထားဖြစ်တယ်။အဲ့ဒီစိတ်နေသဘောထားကျွန်တော်မှတို့ရှင်ရှိတဲ့အခါမှတို့ရှင်ကျွန်တော်တို့ရဲ့အထင်းမှာနော်မနာလိုဝင်တူတဲ့စိတ်ရှိအောင်မလားနံပါတ်1တစ်ချက်နော်ကိုကိုသူပြန်နေပြီးတော့စဉ်းစားကြည့်ပါနမနိတကြသောရှင်မမနာထောင်လွားခြင်းတွေရှိနေအောင်မလားဖယားသခင်၌ရှိနေတဲ့စိတ်နဲ့သဘောထားခရစ်တော်၌ရှိတဲ့စိတ်နဲ့သဘောထားရှိပြီဆိုနမနိတချက် မာမာနာစိတ်တွေမာမာနာထောင်လွှားစိတ်တွေရှိနေအောင်မလားနံပါတ်3ချက်ကတော့ရှင်ကရုဏာအကျဉ်းနာကင်းမဲ့တဲ့စိတ်နေစိတ်ထားတွေရှိအောင်မလားနော်ဒီနေ့ကျွန်တော်ခရစ်တော်နာရှိတဲ့စိတ်နေသဘောထားမှာဆိုရှင်အဓိကအရေးကြီးတဲ့အချက်ကလေးတွေဖြစ်ပါတယ်ဒါတမာချမ်းသာလည်းဖော်ပြထားတယ်ဒါမျိုးမကဘဲနဲ့နံပါတ်4ချက်ကတော့သူတစ်ပါးအပေါ်မှာလဲပြားတတ်တဲ့စိတ်ညူဆူတတ်တဲ့စိတ်တွေထားနေအောင်မလားတဲ့နော်ဒါမျိုးမကဘဲနံပါတ်5ချက်ကတော့ သူတပားအပေါ်ကဲ့ရက်တတ်တဲ့စိတ်စောင်းမြောင်ပြောဆိုတတ်တဲ့စိတ်သဘောထားတွေရောရှိအောင်မလားတဲ့နော်မိကုံးလေးတွေမေးထားတာဖြစ်တယ်ချစ်တဲ့မိတ်ဆွေပေါ့နော်ဒါကြောင့်ဒီအချက်၅ချက်မိကုံးဟာသင်ဟာတော့ရှင်ခရစ်တော် night ရှိနေတဲ့စိတ်နဲ့သဘောထားရှိနေတယ်ဆိုရင်တော့ဒီအချက်၅ချက်ကိုသင်က လုံးဝပယ်ရှောင်နိုင်မှာဖြစ်တယ်သင်ရဲ့စိတ်နဲ့သဘောထားကတော့ရှင်လုံးဝမြင့်မြတ်တဲ့အတ္တနဲ့ရှင်းတတ်နိုင်မှာဖြစ်တယ်ဒါတို့နေ့ဘုရားသခင်ကတော့ရှင်အဲဒီ ဖရားသခင်ကတော့တင်တို့ဒီဖရားသခင်ကြီးကြီးစွာတော်ကိုမြည်ဆန်းကြနေတဲ့အတွက်ကြောင့်အဲ့ဒါကိုမြင်ရရှက်ရင်လည်းကျွန်တော်အားလုံးကနေ့စဉ်နဲ့ရက်များအရသာရှိရှိနဲ့ကျွန်တော်ကမြည်ဆန်းနေရတာဖြစ်တယ်။အဲ့ဒီမြည်ဆန်းနေရတဲ့ဖရားရဲ့သားသမီးတွေကတော့ရှင်ဘာလို့ရမလဲ။အမျိုးမျိုးသောမနာလိုခြင်းနေလဲပြားခြင်းနေလျော့ဝက်ခြင်းနေညူဆူခြင်းနေကဲ့ရဲ့ခြင်းရှိသမျှတို့ကိုပယ်ရှားနိုင်ဖို့ရန်အတွက်အလွန်မပင်ကြီးကြီးတယ်။ဒါကြောင့်ကဲတည်ခြင်းလုံကနှုတ်ကပတ်တော်တရားဤနှုတ်ဆက်အပြင်ကျွန်တော်ကနေတိုင်း နှုတ်ကပတ်တော်ကိုလေ့လာမယ်ဖတ်ရှုမယ်နှုတ်ကပတ်တော်တိုင်းဆင်ခြင်မယ်နှုတ်ကပတ်တော်တိုင်းအသက်ရှင်မယ်အဲ့ဒီနှုတ်ရည်စစ်ကိုနေ့တိုင်းတောက်သုံးပြီးတော့ယနေ့ဖခင်ရဲ့သားသမီးတွေကဝိညာဉ်ရေးအသက်တာမှာကြီးထွားနေရမှာဖြစ်တယ်နော်အမြဲတမ်းယုံကြည်ခြင်းဘက်မှာလည်းပဲကြီးထွားနေရမှာဖြစ်တယ်ဒါကြောင့်နေ့ကျုံးရဲ့အသက်တာမှာစံစာဖတ်၍နေစဉ်ဆုတောင်းကြီးပွားလာမယ်လို့ကျွန်တော်တခြင်းလေးဆိုကြတာဖြစ်တယ် ချစ်တဲ့မိတ်ဆွေပေါင်းဒါကြောင့်ယေရှုခရစ်တော်ဘုရားသခင်ကလည်းပဲကျွန်တော်ရဲ့တက်တာမှာလို့ရှင်လောကမှာအောင်မြင်ဖို့ရန်အတွက်တရားလမ်းတို့လိုက်တော့လက်ရဘက်လက်ဝဲတော်ဘက်တို့မလွဲစီနဲ့တက်တက်မမကျွန်တော်ရှောက်လန်းနိုင်ဖို့ရန်အတွက်မိမ့်မာထားတာတွေ့ရမယ်။ဒါဒီနေ့ကျွန်တော်ရဲ့တက်တာမှာလို့ရှင်ဘုရားရဲ့သားသမီးဘုရားသခင်ပေါ်မှာလို့ရှင်တစ္ဆာရှိပြီးတော့စိတ်နှလုံးကျွမ်းမဲ့နဲ့ကျွန်တော်ရဲ့တက်တာဘုရားကိုယုံကြည်ပြီးတော့ ခရစ်တော်ယေရှု၌ရှိတဲ့စိတ်နဲ့သဘောထားမျိုးကျွန်တော်မှာထားနိုင်ဖို့ရန်အတွက်ယနေ့ကျွန်တော်အားလုံးဆောင်ရန်ရှောင်ရန်တွေကိုသိတဲ့အခါမှာယနေ့ကျွန်တော်ကိုယ်တိုင်ကမိမိကိုယ်တိုင်ကဖခင်ရဲ့သားသမီးပါဆိုတာကိုယနေ့ကိုယ်တိုင်ကဆိုရှင်လုံးဝယက်တီပြဖို့ရန်အတွက်လုံမပင်ရည်ကြည်ပါတယ်ဒါကြောင့်ဒီနေ့ဖခင်ရဲ့သားသမီးမှန်ရင်နံပါတ်1မနာလိုဝင်တိုစိတ်တွေရှိနေအောင်မလားနံပါတ်2မမာနတွေထောင်လွှားနေအောင်မလားနံပါတ်3ကရုဏာစိတ်တွေအကျဉ်းနာကင်းမဲ့တဲ့စိတ်တွေရှိနေအောင်မလားနံပါတ်4 သူတပားအပေါ်မှာတော့ရှင်လှည့်ပြတတ်တဲ့စိတ်တွေညူစုတတ်တဲ့စိတ်တွေရှိနေအောင်မလားနံပါတ်5သူတပားအပေါ်မှာတော့ရှင်ကဲရက်တတ်တဲ့စိတ်ပြစ်တင်တတ်တဲ့စိတ်စောင်းမြောင်းပြောဆိုတတ်တဲ့စိတ်တွေရှိနေအောင်မလားဒီနေ့ချစ်တဲ့မိတ်ဆွေကိုဒီမေကွန်လေး5ခုနဲ့တင်းကိုယ်တိုင်ကပြန်ပြီးတော့အပြေပေးပြီးတော့ငါဒီမေကွန်ထဲမှာဘယ်မေကွန်နဲ့ညီဆွနေတဲ့ဒီမေကွန်နဲ့ညီဆွနေရင်တော့ငါကိုယ်တိုင်ကတော့ရှင်ခရစ်တော်၌ရှိတဲ့စိတ်နဲ့စိတ်နှလုံးသားမဖြစ်သေးပါလားဆိုတော့ ကိုယ်တိုင်ကပြန်လဲပြီးတော့စဉ်းစားတွေးခေါ်နိုင်ပြီးတော့အလင်းမီပြင်ဆင်နိုင်ဖို့ရန်အတွက်ဒီနေ့ဒီနှုတ်ကပတ်တော်အဖြစ်ချစ်တဲ့မိတ်ဆွေတို့ကိုတိုက်တွန်းလိုက်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ချစ်တဲ့မိတ်ဆွေများအားလုံးတင်တို့စိတ်နှလုံးအတွင်း၌ခရစ်တော်ရှိပြီလားဆိုတဲ့ဒီမေးခွန်းလေးကိုကိုယ်တိုင်ကဖြေနိုင်ပြီးတော့ကျွန်တော်စိတ်နှလုံးသားဒီတကယ်ခရစ်တော်၌ရှိပါပြီဆိုပြီးတော့တန်တိတ်ထန်ချပြီးတော့ပြောနိုင်ဆိုနိုင်ကြတဲ့ ဖရာရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနဲ့နေကုန်းချုပ်လိုက်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးပေါ်မှာဖရာရှင်အထူးကောင်းကြီးတွန်းလောင်းချပေးပါစေ